စီစနစ်အရန်ကြီးပြီးတော့တောင်းဆိုမှုမြင်မာတဲ့အာတိတရဲ့ကစားကွက်ကြောင့်ကျွန်တော်ဒီချက်သုံးသက်ကြည့်လိုက်အောင် ပရီးမီးယားလိပွဲစဉ်9ပွဲကံပြီးသွားပြီးချန်ပီယံလိ2ပွဲခါလာပေါင်း2ပွဲစုပေါင်း10ပွဲပြိုင်ပွဲစုံမှာကံပြီးသွားပြီးအဲ့ချိန်ဒီကျွန်တော်အာဆင်နယ်အသင်းဒီပြမခေအိုက်တာရဲ့ကစားကွက်ကြောင့်တိတ်မပြောဖြစ်သေးဘူးဒါပေမဲ့လက်ရှိချိန်မှာပရီးမီးယားလိမှာအဆင့်တစ်ဖြစ်သွားပြီးချန်ပီယံလိမှာလည်းကလင်းရှစ်နဲ့2ပွဲကံ2ပွဲလုံး6မှတ်ရတယ်ခါလာပေါင်းမှာလည်းနောက်တစ်ဆင့်တက်သွားတယ်ဒါကကျွန်တော်တို့သူ့အသင်းရဲ့ကစားကွက်ကြောင့်လို့အနေနဲ့အများတို့ကျွန်တော်ပြောလို့ရတဲ့အနေအထားဖြစ်သွားပြီးပြိုင်ပွဲစုံ10ပွဲကံပြီးသွားတယ်အဲ့တော့ပထမဆုံးတစ်ချက်အာဆင်နယ်ဖန်တွေကတော့ပိုပြီးသိလိမ့်မယ်အာဆင်နယ်ပွဲတောက်လျှောက်ကြည့်လာဆိုတော့အာဆင်နယ်တင်းရဲ့ကစားကွက်က လွတ်လပ်တဲ့ကစားရတစ်ခုသိမ်မတွေ့ရဘူးဒါကကန်တင်ပြေးတစ်ဖက်နဲ့တစ်ဖက်နဲ့ပြီးပြီးလှလွားနဲ့ဆော့တဲ့ပွဲစဉ်တွေကိုကြိုက်တဲ့ညီကိုတွေအတွက်ဆိုလို့ရှိရင်တော့အာဆင်နယ်ပွဲကြီးရတာတိတ်ပြီးတော့ကြိုက်ချင်မှကြိုက်လိမ့်မယ်ဒါပေမဲ့ off the ball movement တွေကြီးတာမျိုးတွေ imposition တွေကစားကွက်တိဆောက်သွားတဲ့နေနဲ့စိတ်လုံရှားပွဲရအခိုက်အတန့်တွေကိုပွဲချိန်အတွင်းရင်သက်ရှူမဝဲကြည့်ကြည့်နေဆိုတော့အာဆင်နယ်ပွဲကအသင့်တော်ဆုံးပဲပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့အိုက်တာကပွဲတစ်ပွဲနဲ့ပတ်သက်ပြီးတော့ game plan ပြင်ဆင်တာကောင်းတယ်။တခါကျရင်သူနည်းနည်းဝေ့ပြီးတော့လူစားလေးကနောက်ကျမှုတချို့ရှိပေမဲ့ ဂိမ်းပလန်ပြင်ဆင်ပိုင်းမှာတော့အာရီတာကပြိုင်ပတ်အသင်းပေါ်မူတည်ပြီးတေချာလီလှုပ်သွားတွေ့ရတယ်။အဲ့ဒီတော့လည်းတစ်ခါကြလို့ရှိရင်ပြိုင်ပတ်အသင်းကအာဆင်နယ်ရဲ့ကစားကွက်အောက်ကိုရောက်သွားတာရှိလို့အာဆင်နယ်ကိုယ်တိုင်လည်းပြိုင်ပတ်ကိုဘောလုံးပေးဆောတဲ့အခမ်းကဏ္ဍရှိတယ်။မြင်းတောင်ပြောရင်မန်ချက်စတာယူနိုက်တက်ကိုကျွန်တော်တို့ Z1 ဆိုတဲ့ရလနဲ့အဝေးကွင်းမှာနိုင်တဲ့ပွဲစဉ်မှာ United တီအဆအဆရရအာဆင်နယ်ထက်ကောင်းခဲ့တာမှတ်မိမဲ့ United ရဲ့ traditional ကစားရင်ဖြစ်တဲ့ကန်တင်ပြေး direct attack quick transition တွေအားလုံးကိုအာဆင်နယ်ကပိတ်ဆို့ပြီးတော့ position game မကစားသောင်းသူတို့ဘောလုံးပေးသွားခဲ့တယ်။ off the ball movement ဒီမှာအရန်ကောင်းပြီးဘောလုံးရတာနဲ့ဒါလိုက်တက်လှုပ်လို့ရတဲ့ United ကိုဘောလုံးပေးကင်လိုက်တဲ့ခါမှာ United ကကစားကွက်တစ်ခုစတင်မှုတော့သူတို့မှရွေးချယ်စရာတော်တော်လေးခက်ခဲသွားတာတွေ့ရတယ်။ဒါအာဒီတာရဲ့အနေထားလီဗာပူးသီးကိုကျွန်တော်တို့ရှုံးခဲ့တာမှန်တယ်။သို့တော့အဲ့ဒါကလည်းတကယ်ကိုမှုံဝင်နေခဲ့တဲ့ Super Slide ရဲ့ free kick ကြောင့်ကျွန်တော်တို့ရှုံးခဲ့တာ။ဒါကိုအကြောင်းမပြဘူး။ရားတင်တဲ့ဂိုးပါပဲ။ City နဲ့ပွဲစဉ်မှာလည်းထိန်းချုပ်ရခက်ခဲပြီးကမ္ဘာစစ်တိုက်စစ်မှုတွေမှာရှိတဲ့ Allen Haaland ရဲ့ ဝမ်းတက်ရိုက်ပြီးပြေးထွက်သွားတာကိုမတားဆီးနိုင်ခဲ့တော့ကျွန်တော်တို့အပြစ်ပြောလို့မရဘူးဒီအချိန်မှာဂေဘီယယ်တို့ကအရှိကိုတတ်ထောက်တဲ့အချိန်မှာသူကအလိုက်တင်ပြေးထွက်သွားဖြစ်တဲ့အတွက်ဒူဘိုင်ဝမ်းအနေထားနဲ့စာလီဘာဘလို့မှမထိနိုင်မဲနဲ့အဲ့ကိုပေးလိုက်ရတယ်ဒါပေမဲ့ကျွန်တော်တို့တည်ကြခဲ့တယ်နောက်တစ်ခုမှဆိုလဲဆက်ပြန်တဲ့စင်ခေါင်းတိုက်ကိုပေါ့လေအဲ့တလုံးကျွန်တော်တို့ပေးလိုက်ရတယ်ဒါပါပဲအာဆင်နယ်တင်ဒီယာတီပရီးမီးယားလိမှာပေးကိုက၃ကိုပဲရှိတယ်ချန်ပီယံလိနဲ့ခါရမောမပေးရသေးဘူး။ကျွန်တော်ကစားကွက်အကြောင်းပြောမယ်ဆိုတော့အာဆင်နယ်အသင်းရဲ့ကစားကွက်ကဒီတိုင်းပဲခန်းစစ်၄ယောက် အဲ့လေးယောက်ကလိုအပ်လို့ရှိရင်ဒီဖူးဘက်နှစ်ယောက်ကအရှိကိုတတ်သွားတယ်အဲ့အတွက်ဒီမှာဘိုးခန်စစ်နှစ်ယောက်ပဲရှိတော့တယ် high line တင်ပြီဆိုလို့ရှိရင်ဇူယီမန်ဒီနဲ့ဒီကလန်ရိုက်ကအဲ့နေရာကိုပြန်ပြီးဆင်းပေးရတယ်အဲ့အတွက်အာဆင်နယ်တင်းရဲ့ဒီ channel ဒီမှာဆိုလို့ရှိရင်ဖူးဘက်အစွန်ဒီမှာဆိုရင်တက်ဆိုင်ရန်ကစားသမားတွေကလုံးဝမရှိဘူးအကြိမ်မြတ်ပြိုင်ဘက်ကဘောလုံးရသွားပြီဆိုအဲ့ညာကိုအလှမြန်ပြန်ဆင်းဖို့အတွက်အဲ့ဒီခန်းစစ်ကစားမကြီးထပ်ပို့ပြီးရောက်လာတာကကွင်းလေခန်းစစ်ကစားမကြီးအဲ့ညာဖြေးဆော့တာရယ်ပြီးတော့မာတီနေလိုမြန်နှုံးမြင့်ကစားမကြီးပြန်ပြီးဖြေးဆော့နိုင်တာရယ် တချို့ပိုင်းတွေမှာတွေ့ပါမယ်အာဆင်နယ်ဘောလုံးပြတ်သွားပြီဆိုရင်စာကာနီနဲ့ချက်ချင်းနောက်ကိုပြန်ဆင်းသွားတဲ့အပိုင်းတွေရှိတယ်အရှိ့ကိုအလွန်တွန်းတက်သွားခဲ့တဲ့တင်ပါနဲ့ကာလာဖီရီတို့ကချက်ချင်းပြန်မဆင်းနိုင်တဲ့အခိုက်အတန့်တွေရှိတယ်ဒါကဘာလဲဆိုတော့အာဆင်နယ်ဒီဘောလုံးကင်ထားတဲ့အချိန်မှာကစားမတအူးချင်းစီယူရတဲ့ဂျူတီတွေအရန်များတယ်ဒါကတော့နောက်တစ်ချက်ပေါ့လေတအူးချင်းစီယူရတဲ့ဂျူတီတွေအရန်များတယ်အဲ့အတွက်လဲအာဒီတာကခေါ်တဲ့ကစားသမားတွေကြီးလိုက်မယ်ဆိုရင်ဗက်ဆလိုက်အရန်ဖြစ်တယ်ကျွန်တော်ကစားမတအူးဝယ်လိုက်တယ်အဲ့ကစားသမားဒီအနည်းဆုံး နှစ်နေရသုံးနေရဆော့နိုင်တဲ့ကစားသမားတွေပဲရွေးချယ်တယ်။ကျွန်တော်ကာလာဖီယိုရီကိုဟိုးရှစ်တနည်းကျော်ကဝယ်ထားတယ်။ကာလာဖီယိုရီသည်ဆာယော့ဘောကစင်စရာရဖူးဘက်ကစားမတူမှန်ပေမဲ့အရှိကိုတက်ဆော့တဲ့အပိုင်းနဲ့ကွင်းလေကိုအင်ပက်တက်ဝင်ဆော့တဲ့အပိုင်းနဲ့အင်တာဆက်ရှင်ကိုဖျက်လုတဲ့အပိုင်းမှာတော်တော်လေးကောင်းတယ်။အဲ့လို့ဆိုကာလာဖီယိုရီပြုံမထင်မှားလဲအဲ့ပုံစံမျိုးပဲ။ဘယ်ဝင်လဲကြည့်လိုက်မယ်ဆိုရင်ကာလာဖီယိုရီရောတင်ပါရောတက်ပြီးဆော့တဲ့ပုံစံမျိုးတွေကတူတရာရှိမယ်။ထင်မှားကြတော့သူလောက်ရမယ်ဂျူတီယာရှင်းလင်းနေတယ်။တေကန်ဘောတွေကိုသူစောင့်နေ။အိုဗာလက်ကင်းတွေတက်တယ်။ ပြင်ကွင်းလေးကိုလိုအပ်တဲ့လောက်ပဲဝင်ဆော့တယ်။ကြံတဲ့ဘိုင်းကိုခန်းစစ်ကူမြ мян ပြန်ဆင်းကူတယ်။ကာလာဖီယိုရီကလုံးဝအဲ့နေရာကစာရွက်ပေါ်ကစင်းစရာပဲရှိတာ။ကြံတဲ့ဘိုင်းမှာသူကတောင်မန်ဆိုလဲသူပဲ။ဘောက်သေးဝင်လာလဲသူပဲ။အီရီယာထိတ်ကကန်လာလဲသူပဲ။ကွင်းလေမှာဒီမာတီနယ်ဒီကနေစာကပချက်ကိုကန့်လန့်ဖြက်ကြီးပြန်ပြီးဆွဲပြေးသွားတဲ့အပိုင်းမှာလဲသူပဲ။အဲ့လောက်ထိကာလာဖီယိုရီရဲ့ free roll အာတီတာရဲ့ဂျိုကာကပ်ပုံစံမျိုးသူကစားသွားတာတော်တော်လေးကိုကောင်းတယ်။ဒီနေရာမှာအာဆင်နယ်တင်းရဲ့ကွင်းလေ၃ယောက်ကစားဖို့ကျွန်တော်ပြပြမယ်။ကျွန်တော်ကဒီမှာ ီဟာလေးအနီလေးတွေအကြောင်ဒါအာဆင်နယ်ပေါ့ကွင်းလည်းကျွန်တော်တို့၃ယောက်မာတီအိုရီဂန်ဒီကလန်ရိုက်ဇူီမန်ဒီဒီမှာပြန်ပြန်ကစားမတော်တော်များကိုအာဆင်နယ်ကအဲ့ဒီ၃အောင်နဲ့ရှတ်ဒေါင်းချဖို့အတွက်ဆိုမလုံလောက်ဘူး3 by 3ဖြစ်တဲ့အနေထားဒါပေမဲ့ Arsenal တင်းရဲ့ Color Fury တယောက်ကွင်းလဲဝင်လာပြီဆိုလို့ရှိရင်3 by 4ဖြစ်သွားပြီဒါဆို Arsenal ကပို့ပြီးတော့ဒီ box မှာလူပေးရတာလွယ်သွားတယ်အမှမှာ Timber ကဒီရှေ့မှာလာပြီးပူပေါင်းတာမျိုးဒီနေရာမှာ ဇူဝီမန်ဒီတို့တက်ပြီးဆော့သွားတဲ့ဟာမျိုးကြရင်ပြိုင်ဘက်ကခန်းစစ်ကိုလုံးဝရှတ်ဒေါင်းချပြီးသားပဲအဲ့ဒီအတွက်ပြိုင်ဘက်ကွင်းလေကိုအာဆင်နယ်ကရှတ်ဒေါင်းချပြီးသွားပြီဆိုရင်အဲ့ဒီပြိုင်ဘက်အသင်းရဲ့ကစားသမားတော်တော်များခန်းစစ်ကိုပြင်ပြီးဆင်းသွားတယ်ပွဲတော်ဝဲမှာလေကွင်းလေအသာစီးရသွားတဲ့အသင်းကပို့ပြီးတော့အသာရသွားလိမ့်ရှိတယ်အဲ့ကြောင့်မို့တချို့ပွဲဒီမှာဘစ်မက်ပွဲဒီမှာကျွန်တော်တို့ကြည့်ရတာတသိန်းတသိန်းကြားထိုးနေတယ်လို့ပဲကွင်းလေအသာစီးရဖို့အတွက် အားပြိုင်တယ်ကွင်းလေအသာစီးရပြီဆိုလို့ရှိရင် တစ်ဖက်အသင်းကိုတိုက်ရှိစေတဲ့အခါမှာအဲ့ဒီအသာစီးရသွားတဲ့အသင်းရဲ့ဖူးဘက်တရားအစာပို့ပြီးတက်သွားတယ်။ပြိုင်ဘက်ခန်းစစ်ကစားသမားတွေအဲ့ခန်းစစ်ကစားသမားတွေရှေ့ကနေပြီးတော့ကွင်းလက်ကစားသမားတွေပြန်ပြီးဆင်းရတဲ့အနေအထားဖြစ်သွားတယ်။တိုက်စစ်ကစားသမားတွေအစာခန်းစစ်ပြန်ဆော့သွားတယ်။ဒါကွင်းလက်အသာစီးရသွားတဲ့အသင်းအသင်း။အဲ့ကြောင့်အာတီတာကဈေးကွက်တစ်ခုမှာကွင်းလက်ကစားသမားတွေခန်းစစ်ကစားသမားတွေဘာကြောင့်ဖြစ်လဲဆိုတော့အရန်ဘတ်စလိုက်ဖြစ်တဲ့ကစားသမားတွေလိုချင်တာ။ဒီနေ့ဆိုလို့ရှိရင်အာဆင်နယ်တင်းရဲ့ကွင်းလက်မှာဇူမန်နီမတုံးဆိုရင်နော့ကတ်စ်လိုကစားသမားမျိုးတွေတုံးလို့ရတယ်။ မိန်လိုတုံးလို့ရတယ်ဒီညာဘက်ချက်မှဆိုမာရီအိုလီကတ်နေရာမှာအစည်းလဲတုံးလို့ရတယ်မိန်လိုလဲတုံးလို့ရတယ် rush နေရာမှာဆိုလဲအီတန်မော်ရီတို့မိန်လိုတို့အစည်းတို့ကြိုက်လို့တုံးလို့ရတယ်အယောင်ကမှာအာဆင်နယ်တင်းရဲ့ squad တက်ကဒီ system မှာအံဝင်သွားတယ်အဲ့ပုံစံမျိုးပေါ့လေအဲနောက်တစ်ချက်ကကြတော့အာဆင်နယ်ကဒီယာဒီမှာဂိုးဒီနည်းနည်းလေးပဲရတယ်ပွဲတွေရှိတယ် ဒါပေမဲ့အာဆင်နယ်တကူရသွားပြီဆိုရင်အဲ့တကူကနိုင်မို့လုံလောက်တယ်ဆိုတဲ့ခံစားချက်တဖြည်းဖြည်းနဲ့ပေးလာတယ်။ဒါပေမဲ့အန်ရီတော်များတယ်။ဒါပေမဲ့အာဒီတာလည်းအဲ့တကူရသွားပြီဆိုရင်စိတ်ဖြစ်တဲ့ကစားတကူကိုသွားတယ်။ဒါပေမဲ့ခံစားရှော့ချလိုက်တဲ့ပုံစံမျိုးမဟုတ်ဘူး။ပုံမှန်တိုင်းလေးပဲသွားတယ်။နှစ်ကူလောက်ရပြီဆိုအာဆင်နယ်တင်းကပိုပြီး stable ဖြစ်သွားပြီ။ပြိုင်ဘက်ကလည်းစိတ်ပိုင်းဆိုင်ရာအရာအသာကြီးရသွားပြီ။ဒါအာဆင်နယ်တင်းဒီရသည်မှာအရင်ရသည်တွေမှတ်မိမှာပါကျွန်တော်မှတ်နေကဆိုအသေးပေါက်တာပါလို့ဆိုအက်စတိုမီလာကိုကျွန်တော်နှစ်ကူပြည့်နဲ့နိုင်တယ်။မကြောက်နှစ်ကူချင်းချင်းလွယ်လွယ်ပေးလိုက်တယ်။တူးတူးတေးကြသွားတယ်။ ထိုက်တဲ့ challenger ဖြစ်နေတဲ့အသင်းစူပလားလူချင်းတဲ့အသင်းတသင်း1 2ဆိုတဲ့အစ်စ်မှာရှိနေတဲ့အသင်းတသင်းအနေနဲ့ဆိုလို့ရှိရင်ဒါမျိုးအမားတွေလုံးဝလုံးလို့မရဘူးဒါကြောင့်အိုက်တာကတချို့ပော့ရောက်ပြီးတချို့အမားတွေကျူးလွန်တဲ့ကစားမိုက်ဆိုအရန်ကုန်ထိုင်ခိုင်းလိုက်တာအိုက်တာကိုယ်တိုင်နဲ့နီးစနစ်ပိုင်ဟိုင်ရာအရာလိုချက်တချို့ရှိရဆိုမဲ့သူလည်းအကောင်းဆုံးဖြစ်မဲ့ကစားသမားတွေကိုတုံးလာတာတွေ့ရတယ်အဲနောက်တစ်ချက်ကတော့ပွဲထွက်ကစားသမားနဲ့အရန်ကစားသမားတွေ quality ချင်းမြောင်းလာတာကျွန်တော်ဒီຫນွေမှာကျွန်တော်လက်လွတ်လိုက်တဲ့ကစားသမားတွေအများကြီးပဲဒီຫນွေမှာဝယ်လိုက်တဲ့ကစားသမားတွေလည်းအများကြီးပဲဒါပေမဲ့ မမရဒီຫນွေရာတိကျွန်တော်တို့အတွက်ဆိုလုံးဝအမှတ်တရပဲအဲ့ဒါဘာလို့ဆိုတော့ထွက်သွားတဲ့ကစားသမားတွေရဲ့ quality နဲ့ပြန်ဝင်လာတဲ့ကစားသမားတွေရဲ့ quality ဗီတာယောဂရက်တိတ်ပြီးအရန်ခြေစုံမပြနိုင်ဘူးဆိုတာကျွန်တော်လက်ခံတယ်ဒါပေမဲ့ပယ်ရိုဟင်ကားပြီလို့မျိုးဒန်ရနေလို့မတော့သေးတဲ့ကစားသမားဆိုရင် channel ကစားသမား၈ဦးမှာ၆ဦးလောက်ကအသင့်၃နေရပြီ share ပဲဇူမန်ဒီဆိုလုံးဝဒီမှာနှစ်ချီပြီးစော့နေတဲ့ပုံစံမျိုးမော်ကွေရာလေးဆိုလို့ရှိရင်ဆာလီဘာနီယောအကောင်းဆုံးဝင်ဖြည့်ထားခဲ့တာမန်တူဂီဆိုကြိုက်လုံးလို့ဒန်ရတဲ့ချိန်မှာအလုံးတမျောနေခဲ့အဲ့လိုပုံစံမျိုးအာဆင်နယ်တင်းရဲ့ အစည်းရစတော်များကစားမတွေအသင်းကိုအကျိုးပြုနေတဲ့အချိန်မှာအာဆင်နယ်အသင်းမှတ်နှစ်ကအရန်နေဝင်လာတဲ့ကစားမတော်တော်များကိုဒီရသည်မှာရှင်းထုတ်ထားနိုင်ခဲ့တယ်။ဒါကအရန်ကစားမနဲ့ပွဲထွက်ကစားမကြားက quality တွေအကြမ်းမို့တခါကျရင်အာရီတာကအရန်ကစားမနှစ်ဦးသုံးဦးကိုပွဲထွက်နေမှာမြုပ်ကွက်နေနဲ့ထည့်လာတယ်။အဲ့ဒီနှစ်ဦးသုံးဦးကိုပြိုင်မဲ့ကစားမတွေမောပန်းပြီဆိုမှကောင်းမင်းညွတ်ပြီဆိုကစားမတွေမောင်းသွင်းလိုက်တယ်။ အသင်းကိုပို့ပြီးတွန်းတင်ပြီးတော့နိုင်ပွဲအတွက်ပို့ပြီးတော့ပုံဖော်နိုင်တဲ့အနေအထားဖြစ်သွားပါလေ။အဲကြောင့်မို့အာဆင်နယ်တင်းရဲ့ဒီယာတီစကွတ်တက်ကအာဒီတာဒီနဲ့ဆိုနီးစနစ်ပိုင်းဆိုင်ရာရသုံးလို့ရလောက်တဲ့ကစားမစုဖွဲ့မှုရသွားတယ်။ဆုံးဖြတ်ချက်တွေပို့ပြီးပြတ်သားလာတာတွေ့ရတယ်။အဆင့်တရောက်နေလို့အာဒီတာကိုချီးကျူးတာမဟုတ်လိုအပ်ချက်ရှိတဲ့ခါကျရင်ကျွန်တော်တို့အမြဲတမ်းထောက်ပြလေးရှိတယ်။နောက်တစ်ချက်ကတော့အာဆင်နယ်တင်း injury ရတဲ့အနေအထား ပွဲတွေအများကြီးကစားလို့ injury ရတာရှိတယ် trainee မှာတအားမောင်းလို့ injury ရတာရှိတယ်ကြံခဲ့တဲ့နှစ်တွေကဒန်နီကြောင့် injury ရတာရှိ injury ကအဲ့သုံးမျိုးပဲရတာဒါပေမဲ့ Arsenal တင်းကတစ်ခါကြီးကြလို့ရှိရင်ပွဲကစားကနီးမှဘယ်ကစားမှပါမလို့ဆိုတဲ့သတင်းတွေမှတ်မိအောင်မှာပါအဲ့ဒါက trainee မှာ injury ရခဲ့တာကြက်ခိုင်မပြေဝါတာတစ်ခါကြရင်ဒန်ရတယ်လို့မသုံးကျင်တဲ့ခါကြရင်ကြက်ခိုင်မပြေဝါလို့ဆိုပြီးခြံထားခဲ့တဲ့ကစားမကြီးရှိတယ်ပဲလို့ဟင်ကားပြီးလာတော့ကအကောင် training မှာဘယ်လောက်မောင်းလိုက်လဲမသိဘူးအခုပေါင်းကြမ်းတန်းလို့လို့ဘာလို့လို့နဲ့ဆရာသမားခဏနားနေရတယ်အဲကြောင့်အာဆင်နယ်သင်းရဲ့ training ကတကယ်မြေပြင်မြခင်းစိမ်းတကယ်ပွဲတွေရဲ့ rating ဒီပါလောက်ထိမောင်းမွားတဲ့အပိုင်းတွေရှိတယ်ဒါကြောင့်မို့အာတီတာရဲ့ကစားကွက်အာရီတာရဲ့ကြိုတင်ပြင်ဆင်မှုအာရီတာရဲ့ training တွေကလည်းအတိုင်းအတာတစ်ခုထိတကယ်ပွဲကြီးပေါ်မှာတက်ရောက်မှုရှိတယ်ကျွန်တော်တို့က စစ်စစ်နဲ့အရန်ကြီးပြီးတော့နီးပြမှားတဲ့အတိုင်းကစားတာဖြစ်တဲ့အတွက်အရန်စက်ရုပ်ဆန်တဲ့အခိုက်တက်နေရှိတယ်။နောက်မှအပေးဦးလုပ်ပြီးပြိုင်ပွဲကစားမတွေကိုဆွဲခေါ်ပြီးတော့မှတိုက်စစ်ကိုဓာတ်လိုက်အတက်သွားတာမျိုးတွေရှိတယ်။အားမရဘူးဗျာ။ဒါပေမဲ့လည်းနိုင်ပွဲရဖို့အရေးကြီးဆုံးမလား။အနည်းဆုံးပွဲတွေနိုင်တဲ့အသင်းပဲနောက်ဆုံးမှစုဖလားရတာ။ဟိုတနေ့ကကျွန်တော်ကြည့်လိုက်သေးတယ်။လီဗာပူးနဲ့ချယ်ဆီပွဲကောက်လိုက်တာဗျာ။ဘောလုံးရတဲ့အသင်းကချက်ချင်းတိုက်စစ်ကိုပြေးရလှွာတာပေးတာတွေအတကုန်တွေပဲ။ဘောလုံးပွဲတစ်ပွဲဆိုတာအဲ့လိုမျိုးလေးပြပြလှလှနဲ့ကန်တင်း အဲ့လိုဆော့တာမျိုးကျွန်တော်တို့လည်းအရင်သဘောကျတယ်ဒါပေမဲ့နိုင်ပွဲတစ်ပွဲရဖို့ပုံဖော်တဲ့အခါမှာနီးပြတောက်ချင်းစီအမြင်လည်းမတူဘူးအဲ့ကြောင့်မို့အာဆင်နယ်အသင်းနဲ့ကစားတဲ့ပွဲဒီမှာပြိုင်ပွဲအသင်းနေနှိကွေးကုန်လေဆိုတာအာဆင်နယ်အသင်းရဲ့ကွင်းလေရှတ်ဒေါင်းချလိုက်တာရဲ့အာဆင်နယ်အသင်းသွားကြည့်တဲ့ကစားပုံကိုတွသွေးခံလိုက်ရတာရဲ့အာရီတာရဲ့နီးစနစ်တွေအရာ positional play ကို ACC ပုံဖော်သွားပြီးပြိုင်ပွဲကိုတည်ရချင်းစီအတက်ကင်လုံသွားတဲ့အပိုင်းကြီး ဒါဒီကြောင့်ပဲအာဆင်နယ်တင်းရဲ့ကစားကွက်ကပြင်းညီးမှုရဲ့ကောင်းတဲ့ဆိုပေမဲ့မိနစ်90ပြည့်တဲ့ခါကျရင်တခါကျရင်လုံလောက်တဲ့ဂိုးရတယ်တခါကျရင်ဂိုးပြတ်နေတာကိုတွေ့ရတယ်ကျွန်တော်ကတော့ကြိုက်တယ်လို့ကစားပြန်ဘက်ကဘလောက်ကြီးပဲကောင်းနေပြီစေအဆုံးမှာနိုင်ပွဲရတဲ့အသင်းကိုပဲနောက်ဆုံးမှာဆူပလိုက်ပေးတာဖြစ်တဲ့အတွက်ကစားကွက်နဲ့ပတ်သက်ပြီးကျွန်တော်ကတော့ဘာမှမပြောလို့အရေးကြီးတာနိုင်ပွဲတွေပုံဖော်နိုင်သေးကျွန်တော်တို့ဒီအစီနိုင်တာတစ်ခုမှကောင်းကောင်းရက်တည်နေပါပါချန်ပီယံလိမှာနှစ်ပွဲစလုံးကန်ထားတယ်ကလစ်ရှိရတယ်နှစ်ပွဲလို့နှစ်ကိုပြတ် ခါလာပုံမှာလည်းနှစ်ကိုးပြက်နဲ့ကလင်းရှစ်ရထားတယ်။ပရီးမီးယားလိမှာလည်း9ပွဲကံပြီးချိန်မှာကလင်းရှစ်က4ပွဲထိရထားတယ်။ဒါကြောင့်မို့အာဆင်နယ်ဒီပြိုင်ပွဲသုံး10ပွဲမှာကလင်းရှစ်9ပွဲထိရထားပြီးတော့ဒီရသည့်အာဆင်နယ်ကမှတ်တကအာဆင်နယ်ထက်ကစားပုံအရရော efficient ဖြစ်မှုအရရော squad အရရောလူအင်အားစုဖွဲ့မှုအရရောမန်တယ်ပိုင်းအရရောအမြင့်ဆုံးမှာရှိနေလို့ထင်တယ်။ဒီရသည့်ကတော့ကျွန်တော်တို့အတွက်မျှော်လင့်ကြည့်တဲ့အကောင်းဆုံးမှာ ဘောလုံးမွေးနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ဖြစ်ပြောရဖြစ်ကစားခြင်းဆိုတော့ Viber Phone မှာတညောက်ကို646 46လုံး33တိန်နံပါတ်33ခွန်9ခွန်3ခွန်9ရောင်းရုံမှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်။ဘယ်မှာပဲစောစောပါဘောလုံးမွေးနဲ့ပတ်သက်ပြီးစိတ်ချခြင်းနဲ့အကောင့်ဖွင့်ခြင်းနဲ့ဆိုတော့ကျွန်တော်စီမှာလာပြီးမေးမြန်းလို့ရပါတယ်။မစော့တတ်ဘူးဆိုရင်တော့ကျောင်းကြီးကိုယ်တွေ YouTube မှာကျွန်တော်အားပြီးလို့ရပါတယ်ခင်ဗျာ။